မင်းလာပါမန်ချက်စတာယူနိုက်တက်ကစားသမားဂျေရန်ဆန်ချိုးရဲ့အနာဂတ်ကအခုရက်ပိုင်းတော်တော်လေးလှုပ်လှုပ်ရှားရှားဖြစ်နေလေနော်ဟုတ်ပါတယ်အထူးသဖြင့်ဟိုတူရီဂီကလပ်ဖီနာဘာချီနဲ့တည်င်းတွေတော်တော်ထွက်နေတာဟွန်းဒီနေ့တော့အဲ့ဒီအကြောင်းကိုပဲကျွန်တော်တို့ရထားတဲ့တည်င်းတွေမဆူရီပေါ်မူပြီးနည်းနည်းအသေးစိတ်ကြည့်ကြတာပေါ့ဒီအပြောင်းရွှေ့ရဲ့အခြေအနေအာ United ရဲ့ခြုံငုံကြည့်တဲ့အစည်းအဝေးပေါ်ဘယ်လိုတည်ုံနိုင်မလဲဆိုတာမျိုးတွေပေါ့ဟုတ်ကဲ့ အခုတိခါရသလောက်တော့လေဆန်ချိုကိုတိုင်ကဖီနာဘာချီကိုအငဲရန်ပြောင်းဖို့အတွက်သဘောတူညီမှုရထားပြီဆိုတာကတော့စိတ်ဝင်စားစရာပဲတူးချင်းသဘောတူညီမှုပေါ့ဟုတ်ကဲ့ဒါပေမဲ့ကစားသမားနဲ့ကလပ်သဘောတူညီုံနဲ့ပြီးတာမှမဟုတ်တာနော်အဲ့ဒါပေါ့အသင်းနဲ့တင်ကြားကညှိနှိုင်းမှုကအဓိကပဲအဲ့ဒါကကြံနေသေးတယ်ဟွန်းအဲ့ဒီတူးချင်းသဘောတူညီမှုဆိုတာကိုတူရကီသတင်းစပါစပေါ်ကဖော်ပြတာတော့တနည်းလုတ်ခပေါင်း၈ point ကတိုင်လောက်တဲ့တို့ရောမရတယ်နော်ဟုတ်ကဲ့ တူရကီကလပ်တခုတော့အများကြီးပဲဆိုတော့သူတို့ဘက်ကစန်းချိုကိုတကယ်လိုချင်နေတဲ့သဘောပေါ့ဒါပဲအတင်းကြမှာပါဖြစ်နေရလဲအခက်ခဲရပနာမှာလဲအထီးကတော့ပြောင်းရွှေ့ကြီးပဲဟုတ်တယ်ဖန်နပချီဘက်ကကန်းလန်းတာကယူရို၁၈တန်းအဲပေါင်နဲ့ဆိုရင်၁၁3တန်းဝန်းကျင်လောက်ပဲရှိလဲဟွန်းဒါမဲ့ United ဘက်ကလိုချင်တာကပေါင်တန်း20ရာနဲ့25တန်းကြားလာဆိုပြီးတရန်တွေကထွက်နေတယ်။ Orazio ကိုအကူမန်းတို့ရဲ့တရန်ရပေါ့။ဟာ။ဆိုတော့ အနည်းဆုံးပေါင်၅ထန်းလောက်ကွာနေရပေါ့။အင်းအဲ့ဒီကွာဟချက်ကအဓိကအတားအဆီပဲ။ညရချက်နေလေးပုံမယ်။ဟင်းဒါလည်းစဉ်းစားစရာပဲ။ United ကသူတို့အရင်ဝယ်ထားတဲ့ဈေးထက်အများကြီးလျှော့ရောင်းသွားမှလေ။အဲအဲ့ဒီအချိန်ဒီမှာတော့ဒီလောက်တင်ထားတော့ဆိုတော့ဟိုသူတို့ငွေဘလောက်အရေးကြီးကြီးလို့နေလဲဆိုတော့လည်းရှိုံပဲ။ဟုတ်တယ်။ဒါက United ရဲ့ဒီနွေရဒီအဆီဇင်တစ်ခုလုံးနဲ့စိုက်နေတာ။သူတို့ကကစားသမားတက်တီခေါ်ဖို့ရမုံငွေလိုအပ်နေတယ်လေ။အထူးသဖြင့်တိုက်စစ်ပိုင်းအားထိဖို့ပေါ့။ อืมๆสอซันโชก็ยองทอฟูซินซายทาเดลูดิเทมาไถซงกาปานีเดตะชาเนเมดิเลจ้านีอาราเวแรชฟอร์ดโอแอนโทนีโดกานาโชโดดองปาเดเดแมนตะเกยองทอฟูอะลาลามะซงกาซันโชพี่ไนเดအာဆိုလိုရာကစန်ချိုကို ရောင်းလိုက်လို့ပိတ်ဆံရရင်အဲ့ဒီပိတ်ဆံတဲ့တခြားနေရာမှာအထူးသဖြင့်သူတို့တကယ်လိုနေတဲ့ဆိုတော့ဘ ਹੁ ရှိတဲ့ကစားသမားကောင်းတောင်လောက်ခေါ်ဖို့လို့မှာပေါ့ဟုတ်တယ်အတိအကျပဲ ဒီလိုရောင်းထုတ်မှုတွေကနေရတဲ့ငွေကအသွင်းရဲ့ဟို PSR လို့ခေါ်တဲ့ဗဏ္ဍာရေးစည်းမျဉ်းနေအတွက်ရောအပြောင်းရွှေ့မှာတုံးနိုင်ဖို့အတွက်ရောတိုက်ရိုက်အရေးပါတယ်လေဟုတ်ကဲ့ဟုတ်ကဲ့စံချိုကြော်တဲ့ရောင်းယုံတွေတော့အကုန်လောက်မှာမဟုတ်ပေမဲ့အတာကအရေးပါတဲ့အစာပြုမှုဖြစ်လာနိုင်နေဒီရောင်းချမှုဖြစ်မြောက်မမြောက်ပေါ်မှုတည်ပြီးတို့ရဲ့တခြားခုံယူမှုအစီအစဉ်တွေမြန်လာမလားဒါမှမဟုတ်အရှင်ရော့သွားမလားဆိုတာဖြစ်လာနိုင်နေကဲဒါတွေအလုံးကိုပြန်ခြုံကြည့်ရရင်တော့ဂျေဒန်စံချိုကိစ္စက နည်းနည်းတော့ရှုပ်နေတော့မယ်သူကတော့ဖီနာပါချီနဲ့သဘောတူထားပြီဒါပေမဲ့အသင်းနှစ်သင်းကြားမှာပြောင်းရွှေ့ချေကွာနေတယ်အေးတစ်ဖက်မှာလည်း United ကပိုက်ဆံလိုနေတယ်သူ့ကိုရောင်းဖို့ဖိအားရှိနေတယ်ဟုတ်တယ်ဆိုတော့နောက်ဆုံးဘတော့အဆုံးတမ်းနဲ့စောင့်ကြည့်ရမှာပေါ့ဟုတ်ပါတယ်စဉ်းစားစရာကအဲ့ဒီပြောင်းရွှေ့ချေကွာဟချက်ကိုဘလို့ကြော်လွားမလဲဆိုတာပဲ United ကလျော့ပေးလိုက်မလားဒါမှမဟုတ် Finavachi ကပဲတိုးပေးမလား ဒါမှမဟုတ်တခြား club တွေဝင်လာနိုင်တယ်လားအဲ့ဒါလည်းဖြစ်နိုင်တာပဲဆိုတော့ဒီကိစ္စမပြေလည်ခင်ရင်အပြောင်းအရွှေ့မထစ်ခင်ရင် United ရဲ့ရမုံငွေရှာရင်တခြားကစားသမားခေါ်ရွေးအစီအစဉ်တွေအပေါ်မှာဘလို့တက်ရောက်မှုရှိလာမလဲအဲ့ဒါကတော့ဒီຫນွေရာသီမှာစိတ်ဝင်စားစားနဲ့ဆက်ဆောင်ကြည့်ရမယ်အချက်ပဲထင်မှတည်ကြတယ်နော်ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်နေပဲအဆုံးတက်လိုက်ရအောင်နောက်တစ်ခေါက်ပြန်ဆုံးကြတာပေါ့